ောဂါပေါ့နော်။ဥမာစကားလေးပြောလိုက်တယ်။ဥမာပြလို့ရှင်ဒီချောင်းဆိုးတဲ့ပေါ့နော်။အမုံလေးထိသွားတဲ့အခြေအနေတွေမှာကူးနိုင်တယ်။ဒါကအရင်အနေများရဲ့လို့ရဲထဲမှာသိထားကြရတယ်ပေါ့နော်။ဒါကတကယ်ပဲလား။တီဗီယောဂါကဘယ်လိုအခြေအနေတွေမှာကူးဆက်နိုင်လဲဆိုတာလေးကိုဆက်ပြီးတော့ပြပြပေးမယ်ပေါ့နော်။ ဘောနော်လူတွေထင်သားဆိုလို့ဟုတ်တယ်ချောင်းဆိုးတဲ့အချိန်မှာဘောနော်ဒီအငွေ့တွေဟိုဒီချောင်းဆိုးလို့ဘောနော်ယောဂရှိတဲ့လူတွေကထွက်လာတဲ့အမှုန်တွေကိုထိတွေ့မိတယ်ရှူသွင်းမိတယ်ဆိုတဲ့အချိန်မျိုးမှာယောဂကကုသနိုင်တယ်စကားပြောတာကအရင်ကနိနိကပြောလိုက်တဲ့အချိန်မှာကုသနိုင်တယ်ဘောနော်ပြီးလို့ရှိရင်ယောဂပိုးရှိနေတယ်လေဘုန်းတော်တိရှိတဲ့အချိန်မှာကုသနိုင်တယ်ဒါကမှန်မှန်မူလားဆိုတော့မှန်တယ်တိုင်းတာတစ်ခုဒီဒါပေမဲ့အဲ့ဒါကဒီလိုထိတွေ့လိုက်အောင်နဲ့စကားပြောလိုက်အောင်နဲ့ကုဆက်တာလားဆိုတော့မဟုတ်ဘူးဘောနော်ကိုကကိုခံရလဲကြာနေမယ်ဘောနော်ပြီးလို့ရှိရင်အချိန်လေးရယောဂခံလဲရှိနေမယ်ဆိုရင်တော့ကုသနိုင်ခြင်းကပိုပြီးတော့မြင့်နေဘောနော် ဒီယောဂါဘိုးကအဲ့လိုမျိုးအချိန်မှာပဲကူးတာလားဆိုတော့မဟုတ်ဘူးအမဒီလူကပေါ့နော်အမချောင်းဆိုးရရဲ့နာချီရရဲ့အဲ့ဒီအမုံလေးတွေဒော့ပလက်လေးတွေကရှိနေတဲ့ပုံပေါ့နော်ပအဝင်းချင်းမှာရှိနေတယ်အရာဝတ္ထုတွေမှာရှိနေမယ်အဲ့ဒီပုံမှာသူကနာရီရောမြတ်စွာဇာတိနေနိုင်တယ်ပေါ့နော်ပအဝင်းချင်းချင်းတွေပေါ့မူတည်ပြီးတော့နာရီရောမြတ်စွာတရားချင်းနေနိုင်တယ်အဲ့ဒီအရာတွေကိုထိတွေ့မိပြီးတော့အသက်ရှင်နိုင်ကြောင်းပေါ့နော်ထိမိမယ်ဆိုရင်တော့ကူးဆက်နိုင်တယ်သူကကိုဗစ်တို့ပါအဲ့လိုမျိုးမျက်လုံးတို့ဒီလိုမျိုးပေါ့နော်ခန္ဓာကိုယ်ရဲ့ဝင်ရောက်နိုင်တဲ့ဒီလိုမျိုးနေရာတွေကနေဝင်ရောက်နေတော့မကူးဆက်နိုင်ဘူးသူကအတိတ်ကအသက်ရှင်နိုင်ကြောင်းကနေရှူသွင်းလိုက်တယ်အဆုတ်ကိုရောက်ပြီးတော့ကူးဆက်တဲ့ယောဂဖြစ်တဲ့အတွက်အသက်ရှင်နိုင်ကြောင်းကနေတင်းစင်ပဲပို့ပြီးတော့ကူးဆက်နိုင်တယ်ပေါ့နော် ယောဂပွဲရှိနေတဲ့လူနဲ့လက်ဆွဲနှုတ်ဆက်တာတို့နောက်ပြီးလို့ရှိရင်ပေါ့နော်အစားအသောက်ကိုတော့သုံးနေမဟုတ်ဘူးမှာဗကန်တစ်ခုနဲ့အတူတူဒီလိုနှိုက်စားလို့ရရပေါ့နော်အဲ့လိုနှိုက်စားရုံနဲ့လောက်နေလည်းမကူဘူးပေါ့နော်နောက်ပြီးလို့ရှိရင်နောက်တစ်ခုကယောဂပွဲရှိတဲ့လူနဲ့အနီးကနေထိုင်ရုံနဲ့လည်းကူးဆက်နိုင်ရည်လည်းမရှိဘူးပေါ့နော်နောက်တစ်ခုကကြတော့သူ့ရဲ့အိယာတို့မှာအတုံးဆောင်တို့အိယခင်းတို့ဘာတို့ကိုတွားပြီးတော့ထိတွေ့တာသူနဲ့အိမ်သားတစ်ခုတည်းတုံးတာမျိုးပေါ့နော်အဲ့လိုနေထိုင်နေလည်းမကူးဆက်နိုင်ဘူးပေါ့နော်နောက်တစ်ခုကကြတော့တပုတ်တန်ကို sharing လုပ်ပြီးတော့တုံးတဲ့အခြေအနေပေါ့နော်မဟုတ်လဲဒါမျိုးကတော့ပုံမှန်တော့မတုံးသင့်ဘူးပေါ့နော်ကျမကြီးကဲလို့တုံးခဲ့တယ်ဆိုရင်တော့အဲ့လိုအခြေအနေမှာကူးဆက်နိုင်ခြင်းမရှိ ဘူးပြီးလို့ရှိရင်နိုင်အောင်ရှောင်းအောင်လောင်းနေပေါ့နော်ကူးဆက်နိုင်ကြီးမရှိဘူးပေါ့နော်အာ CDC ရဲ့ပြောပြချက်တွေကတော့ဒီလိုအခြေအနေတွေကကူးဆက်နိုင်ကြီးမရှိဘူးလို့ပြောပြထားတယ်ပေါ့နော် ဒါကြောင့်မို့လို့အတက်နိုင်ဆုံးကပေါ့နော်အခုချိန်မှာဟိုဘလို့ချင်းနေတဲ့တင်ယောဂကိုကူးစက်နိုင်တာပုံများလဲဆိုတော့အလုံးပိတ်အခန်းနေပေါ့နော်ပြီးလို့ရှိရင်လေဝင်လေထွက်မကောင်းတဲ့အခန်းနေထဲမှာယောဂဘိုးရှိတဲ့လူကလည်းရှိနေမယ်ပြီးရင်ပြီးတော့ခနာကူမှာကိုကံကမကောင်းတဲ့လူကလည်းရှိနေမယ်ခလေးငယ်လေးလည်းရှိနေမယ်ဆိုတော့ဒါကူးစက်နိုင်ခြင်းရင်းမြစ်နေပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့နေ့စဉ်အသုံးပြုပြီးသွားနေရတဲ့ဟိုပေါ့နော်ဟိုမှာအများသုံးရင်နေပေါ့နော်ဟိုမှာဘတ်စကားလိုအရာတွေနောက်ပြီးလို့ရှိရင်အခန်းပေါ့နော်လူရန်စီကားပြီးတော့လုံနေတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်တော့တီဗီကူးစက်နိုင်ခြင်းကတော်တော်လေးကိုမြင့်နေပေါ့နော်ဒီအတွက်အဓိကလှုပ်ထားလို့ရတာဘာလဲဆိုလို့ရှိရင် ခနာကွဲကိုကံအကောင်းနေဖို့လိုတယ်ပေါ့နော် TV ကကိုကံအကောင်းနေတဲ့အချိန်ဒီမှာဆိုလို့ရှိရင်ကူးဆက်နိုင်ခြေတွေကတော်တော်လေးကိုယော့သွားတယ် TV ဒီကကူးဆက်ခံရတဲ့လူတွေကဟိုမှာ HMN ES ဖြစ်နေတယ်ပေါ့နော်ကိုကံအကျဆင်းနေတဲ့လူတွေနောက်ပြီးလို့ရှိရင်နောက်တစ်ခုကကန်ဆာဖြစ်နေတဲ့လူတွေပြီးလို့ရှိရင်စီးချိုပြီးလို့ရှိရင်ပေါ့နော်ခနာကွဲရဲ့ကိုကံအားပေါ့နော်ကျဆင်းနိုင်တဲ့အချိန်တွေရှိနေတဲ့နာတရှိယောဂကျမ်းမြတ်ပြဿနာရှိနေတဲ့လူတွေမှာဘာလို့ကူးဆက်နိုင်ခြေကပုံများတာပေါ့နော်ပြီးရင်ခလေးလေးတွေကိုယ်ဝန်ဆောင်မိခင်တွေကတော့သတိထားရမယ့်လူတွေတွေမှာပါတယ်ပေါ့နော်